အခုပြောရမယ့်အကြောင်းအရာကတော့ဒါအမင်းများဆုံးမိငုံတစ်ခုကိုကျွန်တော်တခြားလေးထပ်ပြီးရှင်းပြပေးပါမယ်နော်ဒါဗီဒီယိုတစ်ခုထပ်လုပ်ပြီးရှင်းပြပေးတာပါအဲဘာလဲဆိုတော့ဟိုပူးစားဘောင်ကူးတဲ့ခါမှာပုံရိပ်ဖမ်းတဲ့ခါမှာပေါ့ကော်အချိုးစားဘလောက်လဲနောက်တစ်ခုကမီးပြခြင်းကဘလောက်လဲပေါ့အဲအဲ့ဒါကြီးမှန်ရသားနဲ့အဲပုံကူးလို့ဘာလို့အဆင်ပြေရလဲပုံပုံကူးတဲ့ခါမှာဘာကြောင့်ဟိုရည်စီထိုးတဲ့ခါမှာပွင့်သွားတာလဲပုံကူးတဲ့ခါမှာမပွင့်တာလဲပေါ့နောက်တစ်ခုကကြတော့အဲအဲ့လိုမျိုးတွေပေါ့ ဒီအကြောင်းအရာကိုပြောမယ်ဆိုရင်ကျွန်တော်ကကျွန်တော်အမြဲပြပြခဲ့တဲ့အကြောင်းရင်းတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ပိုးစာပေါင်ကူးတဲ့ခါမှာပုံရိပ်ဖန်းတဲ့အဆင့်6ဆင့်ရှိတယ်အဲအ6ဆင့်ကိုကျွန်တော်အကျယ်တဝင်းပြန်ပြောမှရမယ်ဗျဘာလို့လဲဆိုတော့ဟိုကော်ချူးစားနဲ့ကျွန်တော်မိပြချင်းနဲ့တည်ုံနဲ့ရလာဆိုမရဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ခုပြပြမယ်အဆင့်6ဆင့်လုံးမှန်ကန်မှသာအဆင့်မိမှာပါနောက်တစ်ခုကမှန်ကန်နေရဲ့အဆိုရင်တော့မှဗျာကျွန်တော်က ဘာကြီးဆောင်ရမလဲဘာကြီးရှောင်ရမလဲဆိုတဲ့အချက်မျိုးတွေတိဘူးလို့လူသေးရဗျပေါင်းစုံဆင်းရတော့ဒါခုနမီးရဲမီးကတော့ကော့ချူစာပေါ့အဲကော့ချူစာကော့ဘလူးကော့ဖြတ်ဆက်တဲ့အဆင့်ပေါ့ဗျပြောရရင်တော့အဲဒါပထမဆင့်ပေါ့အဲကော့ဖရက်ဆင်းရတော့ကျွန်တော်ဆိုရင်ဒါဆယ်ချူချူဆက်တယ်ဒါကတော့ပုံမှန်ကော်ဒီမှာဆက်ချတဲ့အချူစာပါအဲ့မှာလည်းကျွန်တော်ဘာကြီးသိရမလဲဆိုတော့ကော်ဒီဆက်တဲ့အခါမှာဘလူးရီဖြော်ဆက်ကြမလဲဘလူးရီစင်ကျင်ရမလဲပေါ့အဓိကပြောမယ်ဆိုရင်တော့ဗျဟိုဒိုင်းနီမြောင်ဝိုင်းဘာဖြစ်လဲနောက်တစ်ခုက ကော်တွေဘယ်လိုနှမ်းစအောင်ထားမလဲဘယ်လိုထိန်းသိမ်းရမလဲအဲ့လိုချက်မျိုးလေးပေါ့ရဒိုင်ဒိုင်နိုတစ်ခါကျရင်ကျွန်တော်ကဟိုပိုဖြော်တင်လာလားရှော့ရှော့ဖြော်တင်လာလားအဲ့လိုမျိုးအရရှိတယ်ပုံမှန်တော့ဆေးရိုးတချို့ပဲဗျာဒါပေမဲ့ဒိုင်ပူရင်ဘာဖြစ်တတ်တာလဲအဲပြုတ်ဘလူထိန်းသိမ်းရမလို့အချက်မျိုးတွေကျွန်တော်ကသိဘူးလို့လူသေးတယ်ဗျာဒုတိယအဆင့်ကတော့ကျွန်တော်တို့ကော်တင်မဲ့ဆင်ခုနကကျွန်တော်ဖြော်စထားတဲ့ကော်ကိုအဲတင်ရတော့ပဲအဆင့်ရောက်သွားပြီအဲ့တော့အဆင့်ကဘာလဲဆိုတော့ ကျွန်တော်တို့ရဘောင်ရဲ့ကျွန်တော်တို့ပိုးစားဘောင်ကျထားတဲ့ဇာပေါ့ဗျာဇာဇာရဲ့ဘောင်အတွင်းပြင်ကိုဘလူးဆွဲမလဲအချက်ကြီးနဲ့အချက်ကြီးဘလူးဆွဲမလဲပေါ့အတွင်းဘယ်နှချက်အပြင်ဘယ်နှချက်ပြီးတော့ဘလူးကော်ရီသိမ်းမလဲဘလူးညင်ညာအောင်ဆွဲမလဲအဲ့လိုပုံစံမျိုးလေးအရေးကြီးတယ်ဗျာကော်ရီတေချာညင်ညာမဆွဲဘူးအဲနောက်နောက်တစ်ခုကကြတော့အထူပါးတွေမှန်မှန်ဘူးဗျာအဲနောက်တစ်ခုကကော်ဆွဲတဲ့အခါမှာအ ဟို line ထားနေရတော့ခြေရိုက်ထားနေရတော့နောက်တစ်ခုကဇာတန်ရှင်းမှုမရှိရတော့အဲ့ဒါအနေနဲ့ဆိုင်သေးရဗျအဲ့လိုမျိုးကြီးလဲကျွန်တော်ကသိရမယ်စင်ကြီးကဆိုလိုချင်တာကတော့ကျွန်တော်ကြီးဇာတန်ရှင်းမှုမရှိဆိုရင်ဘောင်ဘူးကမှခက်ခဲကြီးကျွမ်းတတ်ပါတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဒါကတော့ကျွန်တော်ကြီးကကော်ကော်တင်တဲ့ခါမှာသိရမယ်ဟာလို့ပြောမယ်ဆိုရင်အတွင်းမြင့်ဘလူးဆွဲမှာလဲအချက်ကြီးဘလူးဆွဲမှာလဲကော်အထူပါနောက်တစ်ခုကဇာဇာရဲ့တန်ရှင်းမှုရှိမရှိအဲ့ဒါမျိုးလေးကျွန်တော်သိရပါဒါကတော့ဒုတိယအဆင့်ပေါ့နော်ကျွန်တော် ထက်သိရမယ့်အဆင့်ပေါ့အဲနောက်ဆက်ကျတော့ဒါအချောက်ခွန်းဆင်ရောက်ွားဒါသုံးသိမြောက်ပေါ့အချောက်ခွန်းတဲ့ခါမှာကျွန်တော်တို့ကဘလိုမျိုးဟိုကော်ကိုအချောက်ခံပါလဲကျွန်တော်ပုံမှန်အပြည့်ကျွန်တော် drive နဲ့ပဲချောက်ခံကြရတယ်ဗျာအဲ drive နဲ့ချောက်ခံထားကြရင်အဲကော်ကြီးကျွမ်းဝအောင်ကျွမ်းဝတာအဲ့လိုဆိုရင်လည်းကျွန်တော်ဘာကြီးကျွမ်းဝတတ်လဲကျွန်တော်ကအတွင်းပြင်ခြောက်အောင်ဘလိုမျိုးအမ်ပို့ရမှာလဲအဲ့လိုပုံစံမျိုးပေါ့ drive နဲ့ဘလိုခြောက်သွေ့ရမှုမှုရမှာလဲခြောက်တဲ့ခါကျရင်လည်းဘလိုပုံစံမျိုးဖြစ်ဘလိုပုံစံမျိုးအမ်ဖြစ်သွားတာလဲ ။နောက်အနောက်တစ်ခုကကြတော့ဘလောက်ကြကြဟိုဘဲကောမျိုးစောက်ဘလူးမျိုးဘာနဲ့မှုတ်တင်လေပေါ့ဗျာဘလူးကြကြဘလူးကြကြလေးမှုတ်တင်လေပေါ့ဗျာအဲ့လိုပုံစံမျိုးတွေကျွန်တော်သိဘူးလူသေးရပြအဲ့ဒါမှကျွန်တော်ကပုံပုံကူးတဲ့ခါမှာကျွန်တော်ကအဲလွယ်တယ်မလွယ်ဘူးအမှလည်းဆိုင်သေးရပြနော်အဲကော့ကျွမ်းကတရားတစ်ခုကတော့မီးကျွမ်းဝါကြီးကော့ကျွမ်းဝါကြီးအဲ့နေမျိုးမဲဆိုရောအဲ့နေကြီးက ုံဘလောက်ကူကူကူးလို့မရတာเนาะအဲအဲ့လိုပုံစံမျိုးဒါကတော့၃သိန်းမြောက်ပေါ့နောက်ဆက်နောက်ဆက်ကျွန်တော်ပုံတွင်တဲ့ဆင်ရွာဝိုင်းအဲပုံတွင်တဲ့ခါမှလည်းကျွန်တော်ဘာကြီးကြီးရဆိုတော့ကျွန်တော်ကအကြီးကဆက်ကူပြဆက်ဆက်ကူနေကူမှလားဖန်လေကူမှလားနောက်တော့ train train မှနဲ့ပုံကူမှလားပေါ့အဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်ကူမဲ့ပုံပုံဒါမှမဟုတ်ရင်အဲ ပုံရဲ့စက်ကူပေါ်ဗျာစက်ကူထားပါစက်ကူပါလဲကျွန်တော် ပုံနဲ့မင်းနဲ့နေဘူးလို့သေးဗျာပုံလေးကမင်းနဲ့မရှိဘူးဗျာကျွန်တော်ရပုံဘယ်လိုပြောမလဲအချိုးကျွန်တော်ရပရင်တာနဲ့ဆန်နေဗျာကျွန်တော်ထုတ်မဲ့အရာပေါ်ကျွန်တော်လေဆန်းနဲ့ထုတ်မှလားအင်ဂျင်နဲ့ထုတ်မှလားအပ်ပုံမူတီကျွန်တော်ရပုံတွေက quality မကောင်းဆုံးနေကြပုံပုံကအခက်အခဲရှိနေပါတယ်အဲ့တော့ဆိုလိုချင်တာကျွန်တော်တို့ဒီအဆင့်မှာလဲဒါစက်ကူကလည်းအရေးကြီးသေးတယ်ဗျာပုံတင်တဲ့နောက်တစ်ခုကစက်ကူဆိုကျွန်တော်စီဆူပေးကြတယ်ဗျာစီဆူရဲ့ဆိုတာကျွန်တော်ရင်းနေနေဖြစ်ဖြစ်တပိုင်နေနေဖြစ်ကျွန်တော်ရစီလေးဆူပြီးတော့ကျွန်တော်စီစီရင်စက်ကူဖြစ်အောင်ကျွန်တော်တို့ကဖြစ်ပေးရဖန်တီးပေးရတာဗျာ အဲ့လိုမျိုးလုပ်ပြီးအဲ့တော့ကျမို့ကျွန်တော်ကလေထိုးတဲ့ခါမှာလည်းကျွန်တော်ရဲ့ပုံနေရလေးခိုးနေလားအဲပုံပုံနေရဆောင်းသွားလားရွေ့သွားလားအဲ့အဲ့လိုအဲ့လိုပေါ့ကျွန်တော်သိဖို့လူသေးရဗျာဒါကတော့ပုံတင်တဲ့ဆင်ကိုဒါလေးစင်းမြောက်ပါဗျာအဲနောက်နောက်ဆင်ငါးစင်ကိုကျွန်တော်အဲ့မှာကျွန်တော်အလင်းပြချင်ရလာပြီအလင်းပြချင်ရလည်းကျွန်တော်ကဒိုင်နဲ့ကျွန်တော်ချိန်ရမှာအဓိကကျူမေးမေးခွန်းတွေပါဗျာအလင်းမချင်ဘလောက်လဲအဲ့ဒါကျွန်တော်ကြီးပြောလို့မရဘာလို့ပြောလို့မရဆိုတော့ကျွန်တော်တို့တုံးတဲ့ light bulb ကိုတုံးပါလားကျွန်တော်အခုကျွန်တော်တုံးနေဆိုရင်ကျွန်တော် 9W ကိုမှ10ချောင်းတုံးတယ် အဲ့လိုမျိုးပေါ့အဲဝက်က90ပေါ့ဗျာကျွန်တော်တို့ပုံစံကျွန်တော်တို့အကွာဝေးနဲ့သုံးပါလားအဲ့လိုမျိုးထပ်ထပ်ထူကြောင်မရှိနိုင်ဘူးဗျအဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ရလဲဆိုတော့ကိုသုံးတဲ့စတင်တိုင်းကိုယ့်ရဲ့မိပြခြင်းကိုစဉ်းစားပြီးတော့ချိန်ပေးရတယ်ဗျအဲ့လိုမျိုးချိန်မှသာကျွန်တော်ကအလင်းမကျင်ကိုရှာလို့ရတာကျွန်တော်ပြောတဲ့အလင်းမကျင်ကျွန်တော်ပြောတဲ့ကော်ရှိုးပြောမယ်ဆိုရင်လည်းဒါကူးလို့ရမှာမဟုတ်ပါဘူးဆိုတော့မီးမီးကြောင်ပလက်ချင်ပလက်ချောင်းလေးကူးနေရတယ်ပြီးတော့မီးကြောင်ကရောတစ်ခါချင်းရှိရပြီဗျအဲဝက်ကြီးကသာများနေရပြီဗျတိတာတကယ်နဲ့အလင်းအဲ့လောက်လည်းမလင်းဘူးအဲ့လိုမျိုးအဲ့လိုမျိုးနေထားလည်းရှိတတ်တယ် အလင်းမိုင်းလို့ပြောလိုက်မယ်ဆိုရင်တန်မာတယ်မရှိဘူးပဲကိုသုံးမဲ့ဝက်မျိုးစာကိုသုံးမဲ့မိချောင်းအမော်မူတည်ပြီးတော့ကျွန်တော်တို့ကအလင်းမိုင်းကျင်ကိုကိုယ့်ဘာကိုရှားရတယ်ဗျနော်အဲ့လိုမျိုးရှားလို့ရပါပြီဆိုရင်ဒါအသိမှတ်ရလို့ရပါပြီဗျနော်နောက်ဆင့်နောက်ဆုံးဆင့်ပေါ့နောက်ဆုံးဆင့်ဒါရေထိုးအဆင့်ဒါရေထိုးအဆင့်ကတော့ကျွန်တော်ခုနပြောခဲ့တဲ့အဆင့်တွေအကုန်လုံးဒါအမှန်နဲ့မှားရဆုံးဖြတ်ဆုံးဖြတ်ပြီးမှာပါဗျာအပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကဟိုရေထိုးတဲ့ခါကျရင်ဘယ်လိုမျိုးတည်တည်လဲဆိုတော့ကျွန်တော်ပုံကူးလဲဆိုစက်ကူအမဲနဲ့ကူရတာဗျာစက်ကူအမဲအား အဲကျွန်တော်တို့ကစက်ကူအမဲရှိတဲ့နေရာတွေပြောရမယ်ဆိုရင်ကျွန်တော်တို့ရေထွက်ခါပြော့နေရမှာအဲဒီဇိုင်းမရှိတဲ့နေရာတွေပေါ့ဗျာအဲ့နေရာတွေကျွန်တော်မာနေရမှာဆိုရင်ကအလင်းနဲ့ထိရဲ့နေရာတွေကကျွန်တော်တို့ကျွန်တော်ရဲ့ပုံတွေကအဲမာနေရပြီးအလင်းနဲ့မထိဘူးစက်ကူနဲ့ကွယ်ထားတဲ့နေရာရပြော့နေရမှာအဲ့အဲ့လိုမျိုးကျွန်တော်တို့ကတိမာတာရေထွက်ခါမှာလွယ်ကူတာပေါ့ဗျာပြောရရင်ဘယ်နေရာမာတာလဲဘယ်နေရာပြော့ပါလဲသိရအောင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ပြော့မဲ့နေရာမာနေရလားပြော့မဲ့နေရာ ပို့ပြီးတော့ပျော့နေရတာဒါမာနေနေရတွေရတယ်ပျော့နေရလားအဲ့လိုကျွန်တော်ရေဘလူးထိုးရမှာလဲအဲ့လိုကျွန်တော်သိရအဲ့လိုမျိုးကျွန်တော်သိပြီဆိုရင်ဘာလို့ရဆိုတော့ကျွန်တော်ခုနအလင်းပြချိန်မှာတွားပြီးတော့အချိန်ဆလို့ရမှာဆိုလိုချင်တာဗျာကျွန်တော်ထားပါတော့ကျွန်တော်ရဲ့မာမဲ့နေရပါဗျာရေထိုးတဲ့အခါမှာမာမဲ့နေရဆိုလိုချင်တာအလင်းထိရနေရကြီးဗျာအဲ့နေရာပျော့နေမယ်ဆိုရင်သိကြဒီထိုးတဲ့အခါမှာပေါက်ထွက်နေရောဗျာအဲ့ဒါဆိုသိကြထိုးကကျွန်တော်ရဲ့အလင်းပြချိန်ကျွန်တော်တိုးပြီးလို့လူတယ်အဲဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ ဟိုဒီဇိုင်းတွေကဒီဇိုင်းတွေကလုံးဝမာတောက်နေဗျာလုံးဝ digital မကောင်အဲ့ဆိုကျွန်တော်အလင်းမြတ်ကြုံ short ပေးရမယ်အဲ့လိုမျိုးကျွန်တော်ဆက်ဆက်ပြီးစဉ်းစားရသေးတယ်နောက်တစ်ခုကအလင်းမြတ်ကြံအလင်းမြတ်ကြံဘယ်လိုပြောရလဲတသက်မတမ်းမဟုတ်ဘူးဗျာဆိုရင်တော့ကျွန်တော်ဒီဇိုင်းလေးရတသေးလေးလာဒီဇိုင်းတွေကကျွန်တော်ဘောလုံးဖောက်လို့အကြီးကြီးလာဘောလုံးဖောက်လို့အကြီးကြီးဆိုအိစားမရှိဘူးဗျာနမဖောက်ထူးလေးပဲအဲ့လိုကျွန်တော်အလင်းကိုပိုပြတော်ရသေးတယ်တသေးလေးဆိုရင်ကျွန်တော်အမြင်မြင်လေးပဲဗျာအဲ့လိုမျိုးကျွန်တော်အလင်းမြတ်ကြံ short ပေးရတယ်အဲ့လိုမျိုးကျွန်တော်သိရတယ်ဗျာနော် အဓိကအလုပ်ညီမကျွန်တော်ကဒေါ်တွေကူမာဆော့လတွေကူမာဆော့လတွေမှာအကြည့်သေးအဲ့ဒါမူဒီကိုကျွန်တော်အလင်းမြတ်ညကစားရတယ်ဗျာတတ်တမ်းဆိုတာမရှိဘူးဗျာအဲ့တော့ဆိုလိုချင်တာကကျွန်တော်အမေမြတ်ရဲ့မိကုံတစ်ခုဗျာခုနကကျွန်တော်ရှင်းသမားပြောဟိုပြောခဲ့သူပဲကော်ချိုးစားနဲ့အလင်းပြန်တစ်ခုနဲ့တိတ်ုံနဲ့မလုံလောက်ဘူးဗျာအဲ့ကျွန်တော်ဂျားထဲမှာပြောခဲ့အဆင့်နေနောက်တစ်ခုကကျတော့ကျွန်တော်ကပုံကူးတဲ့ခါမှာအလင်းနဲ့ထိနေရလားနေတော့ထိထားရလား ဂျားတဲ့အဆင်နေပြကျွန်တော်တကယ်ပြောအမှောင်အခန်းထဲမှာကူကအမှောင်ခန်းဆိုရတဲ့အရင်အလုံးအမှောင်လည်းမဟုတ်ဘူးဗျာအလင်းနဲ့တိုက်ရိုက်ထိတွေ့လို့မရတဲ့အနေအထားမျိုးပေါ့အဲ့လိုအနေအထားမျိုးကူးနေရတာလုံးဝအလင်းရှိတဲ့နေရာမှာကူးနေအပုံမူတည်ပြီးကျွန်တော်ပုံကူးတာလွယ်တယ်မခတ်တယ်ဆိုရလဲဒါကြုံရမှာဗျာဆိုကျင်နာတော့ပုံကူးတဲ့အဆင်နေကဟိုတဆင်နဲ့တည်ယူနေမရဘူးဗျာကျွန်တော်အဆင်ဆင်နေကျွန်တော်တည်သွားလို့လွယ်နောက်တစ်ခုကတယောက်တယောက်နဲ့ဆက်တင်မတူဆက်တင်ဆိုတာဗျာကျွန်တော်ခုနကကျွန်တော်ပြောခဲ့သူပဲအမ်ဟိုဟာ အလင်းအလင်းကဘလောက်သုံးမှာလိုက်ပေါ့ဘလောက်သုံးမှာနောက်တစ်ခုကကော်ချူးတွေတခါချူးရောက်တော့မတူကြဘူးဗျကော်ချူးတွေဘလောက်သုံးမှာလဲအပေါ်မူတီတောင်ဆက်တင်မတူဘူးဗျမတူရကြမှုလို့ကျွန်တော်တို့ကတတမတဲဆိုတာမရှိဘူးဗျကျွန်တော်တို့ကိုသွားမဲ့ဆက်တင်တိုင်းကိုကိုရအောင်အဖြေရှာအဖြေရှာရင်းမှာကျွန်တော်တို့ကဒီ flow ကိုတိတိတာမှတ်ထားပြောရအောင်တော့ဗျအဲ့လိုမျိုးမှတ်ထားရင်းမှာကျွန်တော် now ဆက်တင်ဒီကိုနောက်ကူမပုံနေကြရင်လွယ်ကူမှာပါနော်အဓိကတော့ကျွန်တော်ကြံပေးချင်တာကတော့ကိုကိုဘောက်ကိုဆက်တင်ချဖို့လိုတယ်နောက်တစ်ခုကကို သုံးမဲ့ကော်ချိုးနဲ့ကိုအလင်းမြခြင်းကိုဒါစတင်ထားတာပြီးပြီဆိုရင်နောက်ပုံကိုပိုကူးမဲ့ပုံတွေကထူနေတာပါနေတာဒီဇိုင်းကြီးပြောတာပါအဲ့ဒါလေးထူနေတာပါနေတာတိပြီဆိုရင်ကိုအလင်းမြခြင်းကိုကစားပြီးလိုက်အဲ့ဆိုရင်ရေထူးကလွယ်ကူသွားလိမ့်မယ်နော်အားလုံးကျေးဇူးတင်ပါတယ်